ကိုဗစ်ရောဂါပိုးကူးစက်မှုအသစ်များအကြောင်းအနှစ်ချုပ်အခုမေလကနေစပြီးအရှိတောင်အာရှဒေသတဝိုက်မှာ ကိုဗစ်ရောဂါပိုးကူးစက်မှုအသစ်တွေ ဖြစ်ပေါ်နေတယ်အထူးသဖြင့်စင်ကာပူဟောင်ကောင်နဲ့ထိုင်းနိုင်ငံတွေမှာကူးစက်မှုမြင့်နေတယ်အများစုဟာယောဂလက္ခဏာအပျော်စားတွေလောက်သာခံစားရတယ်။အရေးပေါ်အခြေအနေထိရောက်တဲ့ဖြစ်ပျက်တွေအများကြီးမရှိဘူး။ အခုပြက်နေတဲ့မျိုးကွဲကယင်းတလို့ခေါ်တယ်ဒါကကူးစက်မှုမြင့်ပေမဲ့ရောဂါလက္ခဏာမပြင်းထန်တဲ့အိုမီခရွန်ကနေထပ်ပြောင်းလဲလာတဲ့အမျိုးအစားပါအဓိကအားဖြင့်ကာကွယ်ဆေးထိုးထားတာကြပြီဆိုတော့ကာကွယ်နိုင်စွမ်းကြလာတဲ့ဘူစတာထိုးတဲ့နှုန်းကနည်းတယ်ပြန်ပွားနှုန်းမြင့်တဲ့အိုမီခရွန်မျိုးစားဖြစ်နေတယ်ဒါတွေကြောင့်ကူးစက်မှုတွေပိုများလာတာပါ ခရီးသွားအများကြီးသွားလာကြတဲ့ရေကစားရာသီနောက်ပိုင်းပိုပြန့်လာတာတွေ့ရတယ် ိုဘေးဟာလုံးဝပျောက်ွယ်သွားတာမျိုးတော့ဖြစ်နိုင်မှာမဟုတ်ဘူး။တုတ်ကွေးလိုမျိုးအတူရှင်တွဲနေထိုင်ကြဖို့ကပိုဖြစ်နိုင်ပါတယ်။ယောဂပြင်းထန်နိုင်တဲ့သူတွေကိုထဆောင်းကာကွယ်စေပူးစရာတွေပြန်ထိုးကြဖို့မက်စ်ပြန်တက်ကြဖို့လက်ဆေးဖို့နဲ့လူအုပ်ဆောင်ကြဖို့တိုက်တွန်းနေကြပါတယ်။အကြံပြုချင်တာတွေကအရင်တိုင်းမှာပဲကိုဘေးမမဟုတ်ဘလို့ကူးဆက်မှုမျိုးကိုမစိုးကာကွယ်နိုင်ပါတယ်။ထဆောင်းကာကွယ်စေပူးစရာလွှဲရင်ထိုးပါ မက်စ်ပြန်တက်ပါလက်ဆေးတဲ့အလေးထပြန်လုပ်ပါနေမကောင်းရင်နားပါလူထူထူရှောင်ပါအကြောင်းမလွန်ပါနဲ့အခုကကူးစက်မှုမြင့်လာတာတွေ့ရဆိုပေမဲ့ယောဂလက္ခဏာတိတ်ပြင်းထန်တယ်လို့မတွေ့ရပါဘူးဒီလိုပဲပြောက်လိုက်ပြန်ပေါ်လာလိုက်ဖြစ်နေဦးမှာပါအဲ့ဒီကူးစက်မှုနဲ့လိုက်ရောညီထွေဖြစ်အောင်နေရမှာပေါ့ Director in Hlangwin